Strand Hotel ရဲ့ခမ်းမကျဲကြီးနေရာရီပြည့်ချန်သွားမတဲ့လူတထောင်လောက်တက်ရောက်ပြီးနားဆင်ခဲ့တဲ့ဥရောပရဲ့ခမ်းနားလှတဲ့ဂန်ဝီဂီတလက်ရာသံတွေကိုဖျော်ဖြေခဲ့ကြသူတွေကတော့ဂျာမနီနိုင်ငံဂီတပညာရှင်၃ယောက်ဖြစ်တဲ့ Oliver Kahn, Iskander Wiedam, Gani Emilsen တို့ပါ။တာယာညင်ညောင်းပြီးတက်ဝင်လှတဲ့ပျော်မြောက်တဲ့ဂီတလက်သံတွေဟာတက်ရောက်လာသူအပရိသတ်ကိုနိုင်ပေါင်းများစွာဖန်ဆာခဲ့တယ်လို့ပရိသတ်ကလည်းမိန်မောယီဝေခဲ့ရပါတယ်။ ဂေါ်သဲအင်စတီကျူကတင်နန်းသားမြန်မာလူငယ်တွေလည်းပူးပေါင်းတင်ဆက်ခဲ့တယ်လို့ဥရောပကံတွင်လက်ရာနဲ့စိမ့်နေသေးတဲ့မြန်မာပြည်သူတွေလည်းနားဆင်ကြကြပါရစေ။ဂီတကိုစားတော့တဲ့ပူပြီးမမောတဲ့စာရေးဆရာမစုမီအောင်တယောက်ဂီတကိုချစ်တဲ့သူဟာကဘာကြီးကိုဘယ်တော့မှမဖြတ်စည်းဘူးလို့ယူဆပါရစေ။ဂီတဟာငြင်းချမ်းရေးနဲ့ဆက်ဆက်နေပါတယ်လို့လည်းမှတ်ချက်ပေးခဲ့ပါရစေ။ music ကိုထိုက်တဲ့ဝင်နဲ့ချက်တက်တဲ့သူမျိုးဟာကဘာကြီးကိုဘယ်တော့မှမဖြတ်စည်းဘူးအယုတ်ဆိုးအောင်လည်းဘယ်တော့မှမလုပ်ဘူးလို့ကျမယုံကြည်တယ်။ main day နဲ့ music ကဆက်ဆက်နေတယ်ကျမယုံကြည်ပါတယ်အဲ့ဒီတော့နောက်နိုင်ငံတွေမှာလို့ဂန်ဝင်ဂီတကျေပြတ်မှုမရှိတဲ့မြန်မာပြည်မှာအခုလို classic music ပွဲတွေကျင်းပတာနေနေတာကလည်း အကြောင်းရင်းတစ်ခုပါ တက္ကသိုလ်ကျောင်းသူတယောက်ကသူ့ရဲ့အမြင်ကိုအခုလိုပြောခဲ့ပါတယ် နောက်နိုင်ငံတွေမှာလို့ classes ဆိုတာမြန်မာနိုင်ငံမှာတိတ်ပြီးကြိတ်ကြိတ်ပြင်းပြင်းတော့မရှိဘူး။ဒါပေမဲ့အဒီဟောအဲ့အကြောင်းရင်းကလည်းဒီ concepts တွေနည်းလို့လည်းပြောလို့ရတယ်ပေါ့နော်။ concepts တွေနည်းလို့လည်းပါမယ်။ပြီးတော့ဒီဟာကိုလည်းတို့ကကြိတ်ကြိတ်ပြင်းသိမသိကြဘူး။အခုချိန်မှာတို့ကအရွယ်တကူနားထောင်နေရ guitar တို့ပေါ့။အဲ့လိုမျိုးပဲတို့က hip hop နဲ့ပတ်သက်တဲ့အဲ့လိုမျိုးအဲ့ဒါပဲတို့ကအရင်နားထောင်တဲ့ခါကျတော့ဒီပွဲမျိုးကို မကြကနာကျင်းပပြီးတော့အဲ့လိုမျိုးခုလိုမျိုးအခမဲ့ဆိုတာပိုစင်ပြရပေါ့နော်။လိလာချင်းနဲ့တူကြတယ်လိလာလို့ရတယ်။အဲ့လိုမျိုးနဲ့ကြိတ်ကြိတ်ပြင်းပြင်းနဲ့သွားမယ်ဆိုရင် classes ကို classes guitar ကိုလူတွေ 没打没有钱买。